ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသားလေးရနူဤပြီးတော့အနက်မမွေလေးနဲ့အရသာအရန်ကိုကောင်းတဲ့ငပြောသေးကိတ်ကိုမှရိုးရိုးထမင်းပေါအောင်လေးနဲ့အိမ်မှာအလဲပေါင်းစားဖြစ်လို့ပြုလုပ်နေလေးကိုလာမြတ်ရပေးရရှိပါတယ်ဒီနေ့လေးရဆိုလို့ရှိရင်ကို့အိမ်မှာရှိတဲ့ရိုးရိုးထမင်းပေါအောင်လေးနဲ့လူတိုင်းလူလူပေါင်းစားလို့ရတဲ့နေလေးပဲဖြစ်ပါတယ်ပထမဆုံးငပြောသေးကိုပကံတလုံးထဲကိုအခွန်နှွားထပ်ထားပေးလိုက်ပါတယ်ဖြိုအားဒီမှာငပြောသေးသီးမွေးကိုသုံးထားတယ်ပေါ့နော်ပြီးရင်တော့တခြားထမင်းစားစွန်းနဲ့၆စွန်းစားနဲ့စားလက်ဖက်ရည်စွန်းရဲ့တဝက်စားလောက်ကို ထည့်ပြီးတော့ငပြောသီးနဲ့ဒီတခြားနဲ့ပေါ့နော် လုံးဝသမတော်အောင်လက်လင်းနဲ့ခြေသွားပေးလိုက်ပါတယ်ဒီငပြောသီးလေးတွေလည်းခြေသွားအောင်ပေါ့နော်ဖြိုကငပြောသီးအနှစ်နဲ့သလိုခံစားရတာနဲ့နောက်ထပ်ငပြောသီးနှလုံးကိုထည့်ပြီးတော့ထည့်ပြီးပေါ့နော်အားလုံးဝသမတော်အောင်နှဲ့ထားပေးလိုက်ပါတယ်စုစုပေါင်းဆိုလို့ရှိရင်တော့ဖြိုသုံးထားတာငပြောသီးခုနှစ်လုံးပဲဖြစ်ပါတယ်ရှင်ကဲအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုချက်ဥသုံးလုံးကိုဖောက်ထည့်ပေးထားလိုက်ပါမယ် ပြီးရင်တော့ဖြူရမုတ်တွေမှာသုံးပြနေကြဗနီလာနတ်မွေးရည်လေးနဲ့ငယ်ကိုထည့်ပေးလို့ရှိရင်ဆေးထမင်းစားဆုံးနဲ့ငါးဆုံးစာလောက်ကိုထည့်ပေးလိုက်ပါတယ်ကဲပြီးရင်တော့အားလုံးတမတော်အောင်ပြန်ပြီးတော့မှုထားပေးလိုက်ပါမယ်နော်။စီကတော့ဖြိုးရိုးရိုးဟင်းချက်တဲ့စီကိုပဲသုံးထားပါရရှင်။ဒီကိတ်လေးရဆိုလို့ရှိရင်အရန်မလှပါပဲ။အရသာကတော့အရန်ကိုစားလို့ကောင်းပါတယ်။အနက်လေးရလည်းမှွေးနေရောပေါ့နော်။ ကဲဖြိုးတို့မှီသွားလိုက်တာအလုံးနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုဖြိုးတို့သုံးနေကြအထွေထွေသုံးချုံကိုထမင်းစာစုံနဲ့မောက်မောက်ခုနှစ်စုံစာကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဘေကီဆော်တာတစ်ဖက်ရည်စုံတစ်ဝက်စာလောက်နဲ့ဘေကီဖောက်တာတစ်ဖက်ရည်စုံရဲ့တစ်ဝက်စာလောက်ကိုပဲထည့်ပေးလိုက်ပါတယ်ပြီးရင်တော့အလုံးကိုနှက်သွားအောင်ပြန်ပြီးတော့မှီထားပေးလိုက်ပါမယ်နော်ဒီနေရာမှာဘေကီဆော်တာမရှိရင်ဘေကီဖောက်တာတစ်မျိုးတည်းကိုထည့်မယ်ဆိုလည်းရပါတယ်ရှင် ကဲဖြိုးတို့မှုသွားလိုက်တာအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုအဖုံးလေးအုပ်ပြီးတော့မိနစ်20လောက်နှက်ထားပေးလိုက်ပါမယ်ဖြိုးတို့နှက်သွားလိုက်တာမိနစ်20ပြည့်တော့ပြီဆိုလို့ရှိရင်တော့ဒီထမင်းပေါအုပ်လေးမှာဖြိုးတို့စီလေးနှဲငယ်ကိုတုတ်ထားပေးလိုက်ပါမယ်နော်ဒီကိတ်လေးမကတ်ရအောင်ပေါ့နော်ပြရနေဖြူကဒီဆက်ကူလေးတစ်ထပ်ပါခင်းထားပေးလိုက်ပါရရှင်မဟုတ်ရင်ကိတ်ကိုပြန်ထုတ်တဲ့ချိန်မှာနည်းနည်းခက်မှာဆိုလို့ပေါ့နော်ဖြူကဆက်ကူလေးတစ်ထပ်ပါခင်းထားပေးပါရစေ ကဲပြီးရင်တော့ဖြူတို့ခနာကနှက်ထားတဲ့မုံနှစ်ကိုလောင်းထည့်ပေးထားလိုက်ပါမယ်။ကဲရဲ့မျက်နှာလေးကအရင်မလှပါနဲ့ပေါ့နော်။အရတာကတော့အရင်ကောင်းပါတယ်။အဓိကအရတာကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့ဒီကိတ်လေးလှုပ်ရှားကြည့်ပါလို့ချက်ပေးချင်ပါတယ်ရှင်။မုံနှစ်ကိုထည့်ပြီးတာနဲ့ဖြူကဒီစပစ်သေး6လေးနှင်းငယ်ကိုအပေါ်မှာအလှဆင်ပေးထားလိုက်ပါတယ်။ဒါကတော့မရှိရင်မထည့်လည်းရပါရဲ့နော်။ဖြူမကအိမ်ကရေကလေးတားထားမှနည်းနည်းလေးကြံ့နေတာနဲ့ထည့်ထားတာပေါ့နော်။ဒါကတော့မရှိရင်မထည့်လည်းရပါရဲ့ရှင်။ ပြီးရင်တော့ဖြိုးတို့ပုံမှန်ထမင်းတည်နေကြတိုင်းပဲထမင်းအိုးထဲထည့်မယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ခလုတ်လေးနှိပ်ပြီးတော့ တဲဟာပေးလိုက်ပါမယ်နော်ဒီခလုတ်လေးကတော့9မိနစ်လောက်ကြာတာနဲ့တက်သွားတယ်ပေါ့နော်ခလုတ်လေးတက်လာတာနဲ့ဖြိုးကပြန်ပြီးတော့နှိပ်ချပြီပေါ့နော်ဒီဆက်ကူလေးနဲ့ခုလိုမျိုးလေးဖြီးထားပေးလိုက်ပါတယ်ဒီခလုတ်ကိုနှိပ်ပြီးတာနဲ့ဖြိုးကနောက်ထပ်15မိနစ်လောက်ဆက်ပြီးတော့တက်သွားပေးလိုက်ပါတယ်ရှင်စုစုပေါင်းဆိုလို့ရှိရင်တော့မိနစ်20ပေါ့နော်ဖြိုးဒီမှာတက်သွားလိုက်တာတခုတိပေးချင်တာကဒီထမင်းအိုးကတအိမ်နဲ့တအိမ်ပူရှင်မတူတာဖြစ်တဲ့အတွက်ဖြိုးတို့ထမင်းအိုးခလုတ်လေးကိုနှိပ်ပြီးလို့ရှိရင်တော့မကြာခဏပေါ့နော်မိုးရက်နေထားလေးကိုစစ်ပေးရမှာဖြစ်ပါတယ်နော်မဟုတ်ရင်မိုးကတူတာတက်ပါတယ်ရှင် ဒီနေသားလေးကတော့မိနစ်20လောက်ပေါင်ပေးလို့ရတာတဲ့နေသားလေးပဲဖြစ်ပါတယ်။ဖြူတို့မုတ်သားလေးကိုကြက်မကြက်ခုလိုမျိုးလေးတုတ်လေးနဲ့ထိုးဆန်းကြည့်လိုက်ပါမယ်နော်။ဖြူတို့ထိုးလိုက်လို့တုတ်လေးမှာကမုတ်နှစ်လေးကပ်ပါမလားဘူးဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ကိတ်လေးကတော့ချက်ပါပြီ။ဒီကိတ်လုံးလေးလေးကအရန်လွယ်ကူတယ်ဆိုပေမဲ့ဖြူတို့ကိတ်ကိုလှုပ်ထားတဲ့ချိန်မှာပေါ့နော်။ဒီထမင်းအိုးလေးကိုမကြာခဏလို့လို့ပေါ့နော်။ဖြူတို့ဖွင့်ပြီးတော့မုတ်နှစ်လေးကိုစစ်ချစ်ပေးရမှာဖြစ်ပါတယ်နော်။မဟုတ်ရင်ဒီတိုက်တဲပြီးတော့ပေါ့နော်။ပြစ်ထားရင်မုတ်နှစ်လေးကတူသွားတတ်ပါတယ်ရှင်။ဒါကတော့ဖြူတို့တအိမ်နဲ့တအိမ်ထမင်းအိုးရဲ့ပူရှင်နဲ့ လဲဆိုင်တာပေါ့နော်။ကဲအခုဆိုလို့ရှိရင်တော့လွယ်ကူယူရှင်းပြီးတော့ရတာအရန်ကိုကောင်းတဲ့ဖြိုးတို့ရဲ့ငပြောတိကိတ်လေးရတော့စားဖို့ဆက်သဖြစ်နေပါပဲရှင်။လုံနေလေးကလွယ်ကူပြီးတော့ရတာလည်းအရန်ကောင်းတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမှလို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့တော်တော့ပါပဲနော်။ဒါဆိုဖြိုးနဲ့ဝယ်တဲ့တင်မှာကြည့်ဆိုကြမယ်နော်။အားလုံးအပိုင်